ြပါရှင်။ Radio Veritas Asia အာရှသမတ်ရသံရွေချန်နာမှာမြန်မာဘာသာစီစဉ်များကိုစတင်တင်ဆက်နေပါတယ်။နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအသံလွှင့်ပေးနေပါတယ်ရှင်။တို့ဒါရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခန္ဓာအောင်ကနှုတ်ခွန်းဆက်ပါရရှင်။ နော်ဂျုံဝင်းစော်ထွန်းကနေပြင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ17ရက်နေ့မှာထက်ရောက်တဲ့မွနရှင်များကတော့လေဝိမျိုးမှချစ်ခံတော်ရန်ကုန်အေးစိန်ဖော့ကံမှမမြင်မြင်ကြည်ဆွေရန်ကုန်အလုံးမှနူနူအိမနာမျိုးမှဒီလင်းငယ်မြညာမျိုးမှမာရီယာဆန်းဆန်းအေခေဘူမျိုးမှမာဂရက်ကေဒီစာလင်းကြီးမျိုးနယ်မှ နောင်ငငယ်ခေါ်ဆန္ဒမှုတိုင်းတိုင်းအင်းတော်မျိုးနဲ့မှပုခံပြီးရန်ကုန်အူကုန်းမှမမေဒီ FMM နာရှင်အတင်းတိုင်းမှစစ်စဲတိကလာဝါဝါမန္တလေး ADS ပို့မှမောင်စင်သူကျော်မန္တလေးတံဝင်မှမဟိမန်သောစိန်ကျိုးတဲ့သီလာရှင်အတင်းတိုင်းမှစစ်စဲအေနာမန္တလေးစိန်ဒီပီယာမှကိုအိမ်မင်းတို့ပဲဖြစ်ပါတယ်ဒီကနေ့ နိုဝင်ဘာလ17ရက်နေ့မှာတက်ရောက်တဲ့မြို့နေရှင်များနတ်စင်အပိနေသူများအလုံးပေါ်တရားရှင်ရဲ့တောင်းကြီးများစတဲ့တဘိုးတို့၍မှန်ကြားရပါစေကြောင်းအဆက်တမတရားမြန်မာပိုင်းစီတင်မှာဘိုင်းတော်သူဘိုင်းတော်သားများနေတူကျွန်တော်ဂျုံဝင်းစော်ထွန်းကနေစုမုံကောင်းတောင်းပေးရင်ဒေတာရှင်သောစုခင်ဒီဆိုထားတဲ့ယနေ့အတွက်ဆိုတဲ့ဓမ္မတချင်ကိုတင်ဆက်ပေးလိုက်ပါတယ် 呀。<Yeah. S 2> <Yeah. S 1> yeah. ဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ။ဩတနာကယုဏရှင်ဖခမိတော်ဗျာ။ကိုရောတိသာသမိတို့ကိုအမြဲမပြတ်စောင့်ရှောက်လျက်ရှိသည်ကိုယုံကြည်ကြပါ၏။သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှကိုယ်တော်ရှင်တနာကယူနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမိတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏။ ကိုရောရှင်မှလွဲ၍ညီတိအရာမှ အားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကို ဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသော သာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါ။သာသမီတို့၏ဘဝနေထိုင်မှုတွေအထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနဲ့အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါ။ပါဝင်လှူဒန်းကြသောလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနဲ့အတူအစတရားမကသောကောင်းကြီးကျေးဇူးများနဲ့ပြန်လဲ၍သွန်လောင်းချပေးသနာတော်မူပါ။မိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မှာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါ ကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုများကြောင့်တည်ဆုံးသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသော နိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်ချစ်လာစွာသောဓမ္မမိတ်ဆွေညီကိုမောင်နှမပေါင်းတို့ဖာသာတို့ရဲ့ပြန်လွန်သွားတဲ့ယဟန်မင်းကြီးဖရန်စစ်ဆာမိမာခဲ့ဘူးတာလေးရှိပါတယ်မိသားစုတင်းမှာပဲဖြစ်ဖြစ်တဲ့တူဦးနဲ့တူဦးတရားရောက်ကလှုပ်ပေးလိုက်တဲ့အကူအညီအတွက် အသေးမွားလေးပဲဖြစ်ပါစေယေရှုတင်တတ်ပါယေရှုတင်စကားပြောပါလို့ယဟန်မင်းကြီးကမှာချခဲ့ပူပါတယ်တခုခုလှုပ်ပေးလိုက်လို့ယေရှုပါလို့အပြောခံရရင်အနေနဲ့များတော့လူတွေကကြည်နူးပီတိဖြစ်ကြတာပဲယေရှုတင်စကားမပြောတတ်ရင် လူမှုရေးနားမလည်ဘူးယေရှုတရားမသိတတ်ဘူးလို့ထင်တတ်ကြတဲ့ဒီခေတ်ကြီးမှာစားတော့ဂုံတွေကအစကန်ဆန်းမဲတွေမှာယေရှုတင်ပါတယ်ပြောတတ်လာပြီ အစင်တန်းအနေထားဘလောက်กว่ากว่าလူကြီးလူကောင်းတွေဘက်ကစပြီးဂျေစုပါပြောတာဟာယဉ်ကျေးမှုတစ်ခုလိုပါပဲဒါပေမဲ့ဒီနေ့ကြားရတဲ့ကျမ်းစာမှာသခင်ကအစေခံကိုမိမိစေခိုင်းတဲ့အတိုင်းဆောင်ရွက်ပေးတဲ့အစေခံကိုဂျေစုတင်စကားစုဖို့လိုအပ်လားဒီစကားကြားရတာအောင့်သက်တဲ့ဘလို့အိပယ်ကြီးလဲအလောတကြီးကိုလိုရာကိုဆွဲပြီး ကြံစကားကို အနမ်းမဖွင့်မိဖို့လိုပါတယ်ကြည့်အောင်တခင်ခိုင်းတာကို အစေခံကဖြည့်ဆွတ်တယ်အဲ့ဒီအတွက်ဂျေစုတင်လဲရတယ်မတင်လဲကိစ္စမရှိဘူးဂျေစုမတင်ခြင်းနေမစော်ကားနဲ့ဆိုတာမျိုးဒီကိစ္စမှာတခင်ကဂျေစုစကားမဆိုပေမဲ့အစေခံကိုမစော်ကားဘူးအဲ့ဒီတော့ပြဿနာမရှိဘူးခရစ်တော်တုန်သင်ပေးနေတာက အစေခံတယောက်မှာဘလို့စိတ်နေစိတ်ထားမျိုးရှိရမလဲဆိုတာကို ြတ်တာခြင်းဖြစ်ပါတယ်ခရစ်တော်ကကာနန်အမျိုးသမီးကိုလည်းခွေးနဲ့နှိုင်းခဲ့ဘူးတယ်ခွေးနဲ့နှိုင်းခံရလို့ကာနန်အမျိုးသမီးကဘာမှမဖြစ်ဘူးသူကစော်ကားခံရတယ်လို့လည်းမမြင်ဘူးနားလဲအောင် ရှင်းပြတယ်လို့ခံယူတယ်နောက်ဆုံးတော့သူလူရာရသွားတာပဲအစီကံကိစ္စမှာလည်းစိတ်နေစိတ်ထားကအရေးကြီးကိုယ်ဘယ်သူလဲဆိုတာကိုကုတ်ကိုသိရပါမယ်အစီကံဆိုတာဟာသခင်ခိုင်းတဲ့အိမ်မှုကိစ္စအကုန်လုပ်ရတယ တာဝန်ကျရတယ်ဒီအတွက်ဘာကိုထက်ပြီးမျောလင်းဖို့လူနေသည်လို့လဲခရစ်တော်ကကြံတက်เสียာဖာရိစေဦးတွေကိုခပ်ပါပါလီပုတ်ပြီးစုံမတဲ့ပုံစံနဲ့ဒီစကားကိုပြောလိုက်တာပါဖာရိစေဦးတွေကဖျားနဲ့သူတို့ကြားမှာရှိတဲ့ဆက်ဆံရေးကိုသခင်နဲ့အစီခံလို့ယူဆတယ်သခင်အတွက်အကောင်းဆုံးလုပ်ပေးတယ်ဒီအတွက်ထိုက်တဲ့နာကိုပြန်ရတဲ့လေလို့မျောလင်းတယ်အပေးယူစိတ်တဲ့နဲ့အလုတ်ကျွေးပြုစုတာမျိုးကို ဘုရားသခင်က မလိုလားပါဘူးတခါတလေ father တို့လူတွေကအကောင်တစ်ခုခုများလုတ်ပေးခဲလိုက်ရင်ကိုကိုကိုဂုံယူလို့မဆုံးတော့ဘူးငါကွာဆိုတာမျိုးမန်တတ်တိုင်းတက်ပြကြတယ်ဘုရားရဲ့စကားကိုဒီလိုငါကနားထောင်ခဲ့တာဘုရားကငါ့ကိုပြန်ပေးမလို့မျှော်လင့်လို့မရဘူးကိုကတစ်ခုခုပေးဆက်လို့ဘုရားက ပြန်ပေးဆက်ရအောင်ဘုရားကကိုယ့်ရဲ့အကျွေးတယ်မှမဟုတ်တာဘုရားစီမာတာလူကအကျွေးတင်နေတာ တကယ်တမ်းကဖះကအကျွေးရှင်ပါလူဟာဖះရဲ့အစီခံဆိုတာကိုဘယ်တော့မှမေ့ထားလို့မရဘူးငါကြွလာတာခိုင်းစေဖို့မဟုတ်အစီခံဖို့အတွက်လာတယ်ဆိုတဲ့ခရစ်တော်ရဲ့စကားကို အသေးဆွဲအောင်မှတ်ထားရပါမယ်ကိုခံစားရမယ့်အကျိုးရလဒ်ကိုအရင်မကြည့်ပါနဲ့တခုခုလှုပ်ပေးတယ်အဲ့ဒီရာအတွက်ဖះပေးမဲ့ဆုလက်ကထိုက်တန်လားမတန်ဘူးလားဆိုတာဖះကိုယ်တိုင်ပဲစုံဖြတ်ရမှာပါ ကိုလုံးတဲ့အကောင်တစ်ခုခုပေါ်မှာအာယုံပြုရင်ကိုကိုကိုဘ ਹੁ ပြုတာပါပဲဖះကို အစေခံတာမဟုတ်ဘူးကျွန်တော်တို့တွေဟာ မထိုက်တန်သောအစေခံတွေပါသခင်ခိုင်းတဲ့အမှုကိုအကောင်ဆုံးပေးဆက်ခွင့်ရတာကဂုဏ်ယူစရာ ဖြစ်နေပါပြီအစေခံတယောက်ရဲ့အစေနေစိတ်ထားမျိုးနဲ့လုံးစရာရှိတာတွေကိုဆက်ပြီးတော့လုံးကြရအောင်ဖះသခင်ကသူဟာသူ ကောင်းချီးပေးပါလိမ့်မယ်နာစင်သူဓမ္မမိတ်ဆွေညီကောင်မောင်နှမများအားလုံးကို ဖြာရှင်ကောင်းချီးပေးပါစေ။အားလုံးပဲမင်္ဂလာပါဒီကနေ့လူသားကဘာကောင်းချိုးဖြာရှင်ရှင်အတွေ့လူအပ်ချက်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒီအကြောင်းအရာလေးဟာလီယိုတော်စထရိုင်းရဲ့ကဏဝင်ဇလန်းတူတွေကနေကောင်းလို့ဖော်ပြခြင်းဖြစ်ပါတယ်။တခါတော့ကစင်ရင်နှမ်းပါတဲ့လေဓမာတယောက်ရှိခဲ့ပါတယ်။ သူဟာမြေယာအလုံးလောက်ရရင်တတလုံးပျပျော်ရှင်ရှင်နေနိုင်လိမ့်မယ်လို့ယုံကြည်ထားပါတယ်။ဒီနေ့မှာ ဝေးလံခေါင်တည်တဲ့အရက်ကတိုင်းရင်သားလူမျိုးတစုကကျေဝန်းတဲ့မြေယာတွေကိုပက်ဆက်အနေငယ်နဲ့ရောင်းနေတယ်ဆိုတဲ့သတင်းကို ကြားလိုက်ရပါတယ်။သူတို့ရဲ့စီကံကတော့အလွန်တရာမှရိုးရှင်းလာပါတယ်။တတ်မှတ်ထားတဲ့ဈေးနှုန်းပေးလက်ယုံနဲ့နေထက်ချိန်ကနေစပြီးနေဝင်တဲ့အချိန်ထိကိုလမ်းပန်းရှောင်းနိုင်ကြမြေယာကိုရနိုင်ခြင်းဖြစ်ပါတယ်။ တို့ပေမဲ့လို့လည်းတခုတော့ရှိပါတယ်။နေမဝင်ခင်မှာ ကိုစားခဲ့တဲ့နေရာကို ပြန်ရောက်ရမယ်ဆိုတဲ့စီကံချက်တခုဖြစ်ပါတယ်။အကယ်၍ပြန်မြောက်ခဲ့ဘူးဆိုလို့ရှိရင်ကိုပေးထားတဲ့ပတ်စံကိုမြေယာကူပါအကုန်ဆုံးရှုံးမှာဖြစ်ပါတယ်။နေထွက်ချင်းရောက်တော့ အဲ့ဒီလေဓမာလေးဟာစပြီးလမ်းလျှောက်ပါတယ်သူကအရှိန်ကောင်းကောင်းလမ်းလျှောက်ပြီးနယ်နမိတ်တွေအမှတ်သားလုပ်သွားပါတယ်စိတ်ထဲမှာတော့ရလာမဲ့ချမ်းသာကြွယ်ဝမှုတွေကိုမြင်ရောင်နေပါတယ်မြေကမြေဩစာအရန်ကောင်းပါတယ်မြက်ခင်းတွေကစိမ့်လန်းလှပနေပါတယ်အဲ့ဒီလောဘတရားကသူ့ကိုရှစ်ဆက်သွားဖို့တွန်းအားပေးနေပါတယ် ြန်လှည့်ရင်ကောင်းမလားလို့စဉ်းစားလိုက်တိုင်းမှာရှေ့မှာပူပြီးလာတဲ့မြေတွေကိုမြင်တော့နောက်ထပ်ခဏလေးပဲဆက်လျှောက်အောင်မဲဆိုပြီးဆက်ဆက်ပြီးလျှောက်နေတော့ပါတယ်။နေဝေခါနီးအချိန်ရောက်တဲ့အခါမှာတော့သူဟာအတော်လေးတုံ့လောက်သွားခဲ့ပါတယ်။ သူသွားခဲ့တာဟာအရန်ဝေးကွာသွားပြီဆိုတာကိုသိသွားပါပြီ။သူဟာအသက်ရှူကျလာပြီးသူစားခဲ့တဲ့အမှတ်ကိုနေမဝင်ခင်ပြန်ရောက်ဖို့ရန်အတွက်အချိန်နဲ့ပြန်ပြီးပြေးလာခဲ့ပါတယ်။သူ့ရဲ့နှလုံးဟာပြင်းပြင်းထန်ထန်ခုန်နေပြီးခြေထောက်တွေကလည်းတုန်နေခဲ့ပါတယ်။ဒုဗမလို့လဲပန်းတိုင်ကနီလာပါပြီ။နေဝင်ချိန်မှာပဲသူစတင်ခဲ့တဲ့နေရာကိုရောက်ပြီးလဲကြပြီးကွယ်လွန်သွားခဲ့ပါတယ်။ဒီအခါမှာတိုင်းရင်းသားကောင်းဆောင်က ူ့ရဲ့ရုပ်အလောင်းကိုကြည့်ပြီးငြိမ်သက်စွာပြောလိုက်ပါတယ်။သူ့ကိုတချူလိုက်ပါ။လူတယောက်အတွက်လိုအပ်တဲ့မြေဟာအဲ့ဒီလောက်ပဲ၆ပေပဲလို့ပြောလိုက်ပါတယ်။ဒီအဖြစ်ပြက်လေးထဲမှာသင်ငန်းစာအနေနဲ့လောဘဟာပျော်ရွှင်မှုကိုအမြဲတမ်းဂရိပေးနေပေမဲ့လို့လဲနောက်ဆုံးမှာတော့ငြိမ်းချမ်းမှုကို လူယူသွားတယ်လို့ဆိုချင်ပါတယ်။ကျမတို့တွေဟာပိုပြီးများတာကိုပဲလိုက်ရှာနေကြတာပါ။ပက်ဆန်ပူများများ ပစ္စည်းပုံများများအစင်တန်းပုံမြင့်မြင့်စသဖြင့်ပေါ်ဒုပေမဲ့လို့လေဘဒူမတကယ်တမ်းဘာမှမပိုင်ဆိုင်ကြဘူးဆိုတာကိုမိနေကြတာပါနောက်ဆုံးမှာတော့အားလုံးဟာလက်ချီပဲလာခဲ့ကြတယ်လို့လက်ချီပဲပြန်သွားကြရတာပါ ကျမတို့တွေဟာပိုများတာတွေကို ရှာနေရင်းနဲ့အရေးကြီးဆုံးတွေကို ဆုံးရှုံးနေတတ်ပါတယ်။ကျမရေးတွေဆက်ဆံရေးတွေစိတ်ရင်းချမ်းမှုတွေပြီးတော့ကျမတို့ရဲ့အချိန်တွေပေါ့။ဒါကြောင့်တတိယပေးပါ။ကဘာကြီးဟာကျေဝန်းနေပေမဲ့လို့လေကျမတို့တူးစီရဲ့လိုအပ်ချက်ကတော့အလွန်ပဲတည်ငယ်ပါတယ်။ တက်တက်လုံးနေမီဒီချက်ထင်ရင်ကြိုးစားနေကြရင်းနဲ့အမှန်တရားတစ်ခုကိုမေ့ထားတတ်ကြပါရဲ့နောက်ဆုံးမှာတော့လူတိုင်းလူအပ်တာဟာအနှဲငယ်လေးပါပဲလို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်အားလုံးပဲကျမပျော်ရှင်လုံချုံအေးချမ်းတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေကျမကတော့ Sister Regina မုံမုခိုင်ပါ မြန်မင်းကြီးလီယိုတဆလီတောင်အာဖရိကသမရာအားလက်ခံတွေ့ဆုံရင်းတဲ့ငိုတင်ဆက်ပေးမှာ ဖြစ်ပါတယ်။မြန်မင်းကြီးလီယိုတဆလီဒီတောင်အာဖရိကသမရာဆေရယ်ရာမာဖိုစာအားနိုဝင်ဘာလ10ရက်နေ့စနေနေ့နနက်ကဝါလီကာ၌လက်ခံတွေ့ဆုံခဲ့ပါသည်။ထိုတွေ့ဆုံခြင်း၌ယင်းနီးပွင့်လင်းစွာနှစ်ဖက်အမြင်သဘောထားများကိုဖလှယ်ခဲ့ကြကြောင်းကက်သလစ်သာသနာတော်ကြီးမှ တောင်အာဖရိကပံပိုးကူညီမှုအစုအစုအတွက်အထူးကျေးဇူးတင်အားရကျေနပ်ပါကြောင်း အထူးသဖြင့်ပညာရေးနဲ့ကြားမရေးဆိုင်သောအကူအညီများအတွက်အထူးကျေးဇူးတင်ကြောင်းထိုတူသာသနာတော်ကြီးရှေ့ဆက်ပေါ်ဆောင်မြည်မှန်းချက်များဖြစ်သော လူအတိုင်းဝိုင်းအတွင် တွေးဆုံဆွေးနွေးခြင်းနဲ့ပြန်လည်တည်မြဲခြင်းဆိုင်ရာကြီးညာချက်အပေါ်လဲကြိုဆိုကြောင်းတောင်အာဖရိကသမ္မတမှပြောဆိုထားကြောင်းဗာတီကန်သတင်းဌာနကထုတ်ပြန်ထားပါသည်။ ဒီနေ့အတွက်သတင်းကဏ္ဍမှာတော့ဟိုရမင်းကြီးလေးတို့34လူငယ်များအားတရားတီဆောက်သူများဖြစ်ကြပါဟုတိုက်တွန်းခြင်းတနေ့လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပေါင်စည်းသူများဖြစ်ရန်ယေရှုသခင်သည်သင်တို့အားဖိတ်ခေါ်ခဲ့သည်။တရားတီဆောက်သူများဖြစ်ကြပါ အကွယ်ကွယ်ပြပြဖြစ်နေသောတန်တရားများချမ်းရှင်တန်နေသောကဘာကြီးအားယုံကြည်မှုမျိုးစေ့ကိုကြဲချသူများဖြစ်ပါစေ။သင်တို့ခရိယံဖြစ်သည်ကိုပြသရန် ဧဝံဂေလိအသက်တာကိုတက်ကြွစွာ ရှင်သန်ရန်ယေရှုသခင်နှင့်တွေ့ဆုံခြင်းမှရသောဝမ်းမြောက်ခြင်းကိုအခြားသူများဝေမျှရန်မကြောက်ကြပါနှင့်သင်တို့သည်တဦးသည်ထီထီမဟုတ်ကလေးတို့သည်မိဘတို့၏ချစ်ခြင်းယူဆိုင်မှု ခွင့်လွှတ်ခြင်းအားပေးခြင်းကိုအမြဲခံရသကဲ့သို့ဘုရားသခင်သည်လည်းကျွန်ုပ်တို့ကို ထို့အတူပင်လှူဆောင်ပေးလျက်ရှိသည်ယမင်းကြီးသည်လာမည့်နိုဝင်ဘာလ23ရက်နေ့၌ကဘာတော်ဝမ်းရှိဂိုင်းချုပ်ဂိုင်းအုပ်သာသနာတည်တည်၌ကျင်းပမည် 40ကြိမ်မြောက်ကမ္ဘာလူငယ်များနေ၌သူကိုယ်တိုင်မိန့်ကြားထားသောသတင်းစကားကိုကိုးကား၍ပျော်ရွှင်ဝမ်းမြောက်ခြင်းကိုတည်တည်ခံသူများဖြစ်ကြပါ Press to the King အလင်းတန်းကိုသင်တို့၏မိသားစုစာသင်ကျောင်းများတက္ကသိုလ်များအလုပ်ယုံများ လုပ်ငန်းခွင်များနှင့်သင်တို့တိုးဝင် ရှင်သန်နေသောအတိုင်းဝိုင်းသို့တည်ဆောင်သွားကြပါတို့မှသာနုနယ်ပြုံမြင့်သော သာသနာ၏ငယ်ရုပ်ကိုဥရောပ အလယ်ပိုင်းတစ်ခွင်တွင်ထွန်းလဲနိုင်ပေမည်အသက်သည်အရင်မြင့်ဖြစ်သော ဥရောပတခွေ၌သင်တို့ဘိုးဘေးတို့၏ယုံကြည်ခြင်းသည်ယနေ့ထိတိုင်ဆက်လက်ရှင်သန်နေသည်ကိုသတိရကြပါ။ယမင်းကြီးသည်စလိုဗက်ကီးယားနိုင်ငံမှ လူငယ်များအားဗီဒီယိုဩဝါဒမွှဲကြားစဉ်ကက်သီဒရယ်သည်ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်း၏နှလုံးသားဖြစ်သည်။လူငယ်များယခုကဲ့သို့စီယုံနိုင်ခြင်းသည် စီလုံးခြင်း၏လက္ခဏာညီကိုရင်းချစိတ်နှင့်ငြိမ်းချမ်းရေးကို ပြသနိုင်ခြင်းဖြစ်သည်။ ယေရှုသခင်ချစ်ခြင်းမြတ်တာ၌ကျွန်ုပ်တို့ပေါင်းစည်းနေခြင်းသည်ယင်းစိတ်ကိုကျွန်ုပ်တို့စိတ်ထဲ၌ဆက်လက်ဆွေးမြဲရှင်သန်နေစေသည်။ယမင်းကြီးသည်ဗီဒီယိုဖိုင်အော်ဝါရာကိုစလိုဗက်ကီးယားနိုင်ငံကိုရှိစေဂိုင်းချုပ်သာသနာစိတ်အဲလိဇဘက်ကက်သီဒရယ်၌ဆူယုံနေကြသောလူငယ်များအားနိုဝင်ဘာလ10ရက်နေ့ကမွေကြခဲ့ပါသည်။ဤလူငယ်များသည်ကိုရှိစေဂိုင်းချုပ်သာသနာမှ လူငယ်ဂျူဘလီပွဲကျင်းပရန်စုယုံရောက်ရှိနေခြင်းဖြစ်သည်လူငယ်ဂျူဘလီမစ္စကိုသာသနာပိုင်ဂိုင်းကျုပ်ဆရာတော်လည်းဖြစ်စလိုဗက်ကီးယားကက်သလစ်ဆရာတော်ကြီးများဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်သောဆရာတော်ဘာနတ်ဘောဘာနဲ့ယမင်းကြီးကိုစလေချုပ်ဆရာတော်နီကိုလာဂီရာဆိုလီရောမှဥဆောင်ပူဇော်ခဲ့ကြပါသည်ဂျူဘလီအခမ်းအနားကိုစလိုဗက်ကီးယားနိုင်ငံကက်သလစ်လူငယ် God Zone 2023 ပေါ်တူဂီနိုင်ငံလစ်ဘွန်ကမ္ဘာလူငယ်များနေ၌တိခတ်တင်ဆက်ခဲ့သော DJ Father Guilherme Pecho Doi တင်ဆက်ဖြောပြမှုဖြင့်အဆုံးသတ်ခဲ့ပါသည်။နောက်ဆုံး၌အားလုံးကိုမိမေရော်၏မိုင်းမာတော်မူခြင်း၌အနိုင်၍ယဟမင်းကြီးမှကောင်းကြီးမင်္ဂလာပေးခဲ့ပါသည်။ဘာသာရေးဘာသာရေး ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကို အတန်လွင့်လို့ပြပါသည်။ဩတာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။